တကားပိတ်ဝါရီကျင့်သုံးတဲ့မြောက်ကိုရီးယားရဲ့နိုင်ငံတွင်းမှာနေရတာကဘာနဲ့တူလိမ့်မယ်လို့ထင်ပါတယ်။လူနဲ့စားလာရီပေါ်မူတည်ပြီးတော့မြောက်ကိုရီးယားမှာနေရတာကကွာခြားမှုတွေရှိနေအောင်မလား။မြောက်ကိုရီးယားရဲ့လူမတည်သေးတဲ့မှန်တရားတွေကိုမြောက်ကိုရီးယားနိုင်ငံကနေထွန်ပြေးလွတ်မြောက်လာခဲ့သူတွေကြောင့်မြောက်ကိုရီးယားနိုင်ငံအတွင်းတကယ်ပဲဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုကမ္ဘာအနှံကသိခွင့်ရခဲ့ကြပါတယ်။ရင်းရှိစနစ်နဲ့အုပ်ချုပ်ပြီးတော့လူပေါင်းများစွာကိုဖျားခဲ့သူကိုကိုကိုွက်လာအောင်လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ကင်မျိုးရိုး30ရဲ့အာနာကမသေးလာပါဘူးမြောက်ကိုရီးယားပြည်သူတို့ချုပ်ကသူတို့ကိုသူတို့ brain wash အလုပ်ခံနေရမယ်ယူကျုံမရကြည်ခွဲစွာအခြေအနေကိုရောက်ရှိနေကြမယ်မသိကြရှာပါဘူးဒါဆိုဘလို့ချင်းနေမျိုးတွေကြောင့်မြောက်ကိုရီးယားလူမျိုးအချို့ကနိုင်ငံအတွင်းကနေထွက်ပြေးတိမ်းရှောင်လာခဲ့ပါသလဲမြောက်ကိုရီးယားကလူမျိုးလာသူအများစုဟာသူတို့ကိုယ်တိုင်ဒါမှမဟုတ်မျက်စိရှိမှကြောင်ရွယ်မြင်ကွင်းမျိုးကိုမြင်တွေ့ကြရတဲ့အတွက်ဒါမှမဟုတ်ရှင်တော့ လွတ်လပ်မှုဆိုတာကိုသတိဝင်သွားတဲ့အခါမျိုးတွေမှာထွက်မြေးတင်းရှောင်လာခဲ့ကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကြော်ညာလေးပြီးလို့ရှိရင်တော့အဲ့မှာမြောက်ကိုရီးယားနိုင်ငံကနေလွတ်မြောက်လာသူက၃သိန်းခန့်ရှိပါတယ်။ဒီ၃သိန်းကျော်ထဲမှာမှတချို့ကမြောက်ကိုရီးယားအရေးတကြွလှုပ်ရှားသူတွေဖြစ်လာခဲ့ပြီးတော့ထို့ထဲမှာမှတချို့ရဲ့ပြောကြားချက်အရမြောက်ကိုရီးယားကလူရန်စားအလွှာခွဲခြားမှုအလွန်ပြင်းထန်မှုရှိရလို့သိရပါတယ်။မြို့တော်ပျုံယန်းကလူချမ်းသာတွေနေထိုင်တဲ့အရက်ဖြစ်ပြီးအဲ့ဒီအရက်ဒေသကလူတွေက နိုင်ငံအတွင်းအစာအိမ်စာငတ်ပြက်လို့လူများစွာတင်းနေရမဲနောက်မသိကြတဲ့အထိလူချမ်းသာနဲ့လူစင်းရဲတွေရဲ့ကြွားချချက်ကအရန်ကိုကြီးမားလွန်းနေလို့သိရပါဗျ။မြောက်ကိုရီးယားနိုင်ငံကနေထွက်ပြေးလွတ်မြောက်လာသူအများစုရဲ့တွန်းအားကတော့2018ခုနှစ်မတိုင်ခင်အထိတည်ရှိခဲ့တဲ့ Border Brokers တာဝန်ဖြစ်ပါတယ်။မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်အကြားမှာတောင်ကိုရီးယားဘက်ကနေမြောက်ကိုရီးယားပြည်သူတွေသတင်းအချက်အလက်တွေသိရှိနိုင်စေဖို့နဲ့အာနာရှိစနစ်ရောက်ရောက်နေကြောင်းသိရှိစေဖို့တမင်ရှိရပြီးတော့ တိစောက်ထားတဲ့ brokers ပဲဖြစ်ပါတယ်။အဲ့ဒီနေဆက်အတန်လွင့်ရုံကနေပြီးတော့မိုးလေဝသသတင်းတွေ၊ကမ္ဘာသတင်းတွေ၊ပညာပေးအစီအစဉ်တွေကိုထုတ်လွှင့်ပေးလေရှိပြီးတော့တခါတရံမှာတော့နာမည်ကြီး K-pop တချင်းတွေလည်းထုတ်လွှင့်ပေးလေရှိပါတယ်။အဲ့ဒီ brokers ကြောင့်မြောက်ကိုရီးယားရဲ့ပြည်သူများစုကထွက်ပြေးလွတ်မြောက်လို့စိတ်တွေဖြစ်ပေါ်လာပြီးတော့သူတို့နိုင်ငံအတွင်းကနေထွက်ပြေးလာခြင်းပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံကထွက်ပြေးလွတ်မြောက်လို့သူအများစုကတော့မြောက်ကိုရီးယားမြောက်ပိုင်းကရေကူးပြီးတော့ တရုတ်နယ်စပ်ကတဆင့်တောင်ကိုရီးယားနိုင်ငံကိုကူးပြောင်းလာကြခြင်းပဲဖြစ်ပါတယ်။နောက်ထပ်လူသုံးများတဲ့နီလန်တခုကတော့ထွက်ပြေးလွတ်မြောက်လာပြီးတဲ့မိသားစုတွေကကြီးစားတွေကိုငွေပေးပြီးတော့အာရှမြေအောင်လန်းအတိုင်းထွက်ပြေးကြခြင်းဖြစ်တယ်ဆိုပြီးထွက်ပြေးလွတ်မြောက်လာခဲ့သူတွေစီကတဆင့်သိရှိရပါတယ်။တကယ်လို့ထွက်ပြေးကြတဲ့ပြည်သူတွေကိုမြောက်ကိုရီးယားအစိုးရဘက်ကနေပြန်ဖမ်းမိသွားတယ်ဆိုရင်တော့အရှော့ပေါ်ဆုံးပြစ်ဒဏ်ဆိုရင်တော့မြောက်ကိုရီးယားရဲ့အစိုးရဆုံးထောင်တွေကိုရောက်သွားနိုင်ပြီးတော့ ဒီတက်ဆိုရင်တော့အသက်ခံရနိုင်တာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံကထွက်ပြေးလွတ်မြောက်လာခဲ့တဲ့သူတွေတွေကမှအင်တာနက်စာမျက်နှာမှာမြောက်ကိုရီးယားအရှိကိုတက်တက်ကြွကြဖြန့်ဝေပေးနေသူတယောက်ဖြစ်တယ်။ရှမီပတ်ခ်ရဲ့ YouTube ဗီဒီယိုတွေကတစင်သိရှိရတာကတော့မြောက်ကိုရီးယားအကြောင်းကြီးရဲ့သင်ခန်းစာတွေကကင်မျိုးယိုမီသားစုရဲ့ကြီးကျယ်မြင့်မြတ်မှုတွေအကြောင်းကေဂျောင်ဝမ်ဘာသာရှင်နဲ့အမေရိကန်နီကိုဘလုံတိုက်ခိုက်မလဲစတဲ့ဘာသာရပ်တွေပဲဖြစ်တယ်ဆိုပြီးတော့သိရှိရပါတယ်။ဒါအပြင်မြောက်ကိုရီးယားပြည်သူတွေက မိမိကိုယ်ပိုင်နွားကိုတော့တတ်စား권မရှိကြောင်းစာမိပါကသေတံပေးခဲ့ရမှာဖြစ်ကြောင်းသူမရဲ့ပြောကြားချက်များအရထပ်မံသိရှိရပါသည်အင်အော်ရာတူလိုက်ဆိုတဲ့ယုံမိရဲ့စောင့်ထင်းမှာဆိုရင်တော့ယုံမိအသက်ဆယ်နှစ်ခန့်မှာယုံမိအဖေဖြစ်သူကတယောက်ကိုမှောက်ကိုပုတ်ကုန်နေအယောင်ဝယ်ပြုတ်လောက်တာကြောင့်အဖမ်းခံခဲ့ရပြီးတော့မိသားစုဒုက္ခရောက်ခဲ့ရပြီးအဲဒီကာလကသူမမြောက်ကိုရီးယားပေါ်စိတ်နာစေခဲ့တဲ့ခိုက်တန့်နေဖြစ်တဲ့ဆိုပြီးတော့ရေးသားထားတာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်အပေကအဖမ်းခံထားရတာကြောင့် ကြံ့ရင်ခဲ့တဲ့မိသားစုကငတ်တလဲပြက်တလဲနေထိုင်ခဲ့ရပြီးရွမ်မီအသက်14နှစ်မှာတော့ရွမ်မီဟာမြောက်ကိုရီးယားနိုင်ငံကနေထွက်ပြေးလွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်ရွမ်မီအသက်22နှစ်ရောက်လာတဲ့အခါမှာတော့ဘန်ကောက်ဝမ်ရှန်ဝေါညီလာခံတစ်ခုမှာရွမ်မီကမြောက်ကိုရီးယားဟာထင်ထားတဲ့ပုံပြီးအနေရများတဲ့နိုင်ငံတစ်ခုဖြစ်ကြောင်းသတ်မှတ်ထားတဲ့စမေပုံစံသတ်မှတ်ထားတဲ့အင်ကြီးပုံစံတွေကိုတောင်ဝတ်ဆင်ရပြီးတော့ယောက်ျားနဲ့မိမကြားမှာအချစ်ဆိုတာရှိခွင့်မရှိကြောင်းနဲ့ရိုမီယိုဂျူလီယက်ဆိုတာ မြောက်ကိုရီးယားမှာမရှိကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ဒါအပြင်ထွက်ပြေးလို့မြောက်လာသူတွေကတူပဝင်ဖြစ်တဲ့မြောက်ကိုရီးယားရဲ့ဒုတိယမြောက်သမ္မတကင်ဂျုံအင်းရဲ့စုံမှုဖြစ်သူပြောပြချက်အရဆိုရင်တော့မြောက်ကိုရီးယားကသမ္မတတွေမှာပြောင်းလဲဆက်မယ်ဖွဲ့ဆိုတာရှိကြောင်းနေမြောက်ကိုရီးယားသမ္မတ38ပြည်ဖြစ်ရာပြောင်းလဲဆက်ဖွဲ့ကလည်း၃ချိန်မြောက်ပြောင်းလဲခဲ့ပြီဖြစ်ကြောင်းလည်းသိခဲ့ရပါတယ်။အဲ့ဒီပြောင်းလဲဆက်အဖွဲ့ကဆိုရင်နိုင်ငံတွင်းမှာရှိတဲ့မိမလလေးတွေကိုစုစည်းထားတာဖြစ်ပြီးတော့ အပြိုရည်ပြက်မပြက်စိစိချက်တွေအပြင်နေမှုဆိုင်ရာနီလန်းတွေကိုတင် जा ရတယ်။မြောက်ကိုရီးယားရဲ့အခွင့်အထူးကလူရန်စားတရက်ပဲဖြစ်ပါတယ်။ယခုလက်ရှိမြောက်ကိုရီးယားသမ္မတကင်ဂျုံအန်ရဲ့ဇနီးကလည်းပြည်တော်ဆက်မဲ့အဖွဲ့တွေကတရားပါဝင်ပဲဖြစ်ပါတယ်။ဒီလိုအခွင့်အထူးကလူရန်စားဖြစ်တာကြောင့်လမ်းပါတဲ့မြောက်ကိုရီးယားကျောင်းသူတချို့ကအလယ်ထဲကျောင်းသူဘွားကနေပဲစပြီးပြည်တော်ဆက်လုပ်ဖို့အတွက်ဆရာထက်တန်နေလေးရှိကြတယ်လို့လည်းသိရှိရပါတယ်။မြောက်ကိုရီးယားနိုင်ငံမှာဆိုရင်တော့အသက်၁၆နှစ်မှစကောင် ပြော်တော်ဆက်မယ်ဖြစ်နိုင်ပြီးတော့အသက်29နှစ်ဆိုရင်တော့အသက်ကြီးသွားပြီဖြစ်တဲ့အတွက်စစ်တပ်ထဲကိုဝင်ကြရပါတယ်။ဒါအပြင်တခုလန်မိုးဆူမှအိမ်တော်ရှိအသက်30ကျော်အရွယ်ဝန်းကျင်ချောချောလာလာအမျိုးသမီးအချုပ်ကိုလည်းဒုတိယလန်စာပြော်တော်ဆက်မယ်အနေနဲ့စုစည်းထားရှိလေရှိပြီးတော့အဲ့ဒီအမျိုးသမီးတွေထဲမှာတာသမီးတွေရှိနေပါကမြောက်ကိုရီးယားနိုင်ငံရဲ့အစိမ့်မြင့်တက္ကသိုလ်တွေမှာအစိုးရထောက်ပံ့ခြင်းနဲ့ကျောင်းတက်ခွင့်ရရှိတယ်လို့လည်းသိရှိရပါတယ်။ မြောက်ကိုရီးယားကအမျိုးသားရောအမျိုးသမီးမှမချမ်းစစ်မှုထောင်ခွင့်ရှိတယ်ဆိုပြီးထွက်ပြေးလွတ်မြောက်လာသူတွေစီကနေသိရှိရပါတယ်မြောက်ကိုရီးယားပြည်သူတွေကတိုင်းပြည်ဟာစစ်တပ်နဲ့လဲပတ်နေတဲ့တိုင်းပြည်ဖြစ်တဲ့အတွက်စစ်တပ်တဲ့ဝင်းရင်တော့ထမင်းသုံးနဲ့စားရမှာပါလို့တွေးပြီးစစ်တပ်တဲ့ဝင်းလေးရှိကြပြီးတော့ဒီလိုအတွင်းနဲ့ပဲမိဘတွေကလည်းတာသမီတွေကိုစစ်မှုထမ်းခိုင်းလိုက်ကြပြီးမဲ့မြောက်ကိုရီးယားစစ်သားတွေကအခါချင်းဝင်မဲ့အလို့သမားတွေဖြစ်နေရာတကာဝင်လုံနေရပြီး ။ထမင်းကိုတော့ဆာရတလေမဆာရတလေဖြစ်နေတော့မယ်လို့သိရပါတယ်။ပြည်သူများစွာကအစာအိမ်စာငတ်ပြတ်နေတဲ့အချိန်မှာမြောက်ကိုရီးယားအစိုးရကတည်ဆုံမိဖြစ်တဲ့တမရဟောင်းကင်အီဆောင်နဲ့ကင်ချုံအီရဲ့ရုပ်ကလဲတွေကိုတော့တနစ်ကိုငွေတန်းချီကုန်ကြခံကဖြစ်ပြင်ထိန်းသိမ်းထားကြပြီးတော့နဗျားရီကဲသို့ကိုကွယ်နေကြတော့မယ်ဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့အကြမ်းဖက်မှုအောက်ကနေလွတ်မြောက်အောင်ကြိုးစားရကနေမောင်းမြင်ခဲ့တဲ့အတွက်မျိုးဆက်သုံးဆက်တိုင်းအပြစ်ပေးခံရတဲ့မိသားစုများစွာဟာလည်း မြောက်ကိုရီးယားနိုင်ငံအတွင်းမှာရှိနေတော့မယ်ဖြစ်ပြီးတော့ဒီကနေ့အချိန်ထိလည်းမြောက်ကိုရီးယားပြည်သူပေါင်းများစွာကသူတို့နိုင်ငံအတွင်းကနေထွက်ပြေးဖို့အတွက်စ조사နေကြဆဲပဲဖြစ်ပါတယ်။အာနာရှင်တွေရဲ့တသွေးတသံတမိန်အောင်မှာနှစ်ပေါင်းများစွာမလုံလောက်တဲ့ပညာရေးစနစ်မလုံလောက်တဲ့အစာရေးစနစ်မလုံလောက်တဲ့လူ့ခွင့်ရေးတွေနဲ့အတူဥချုပ်ခံနာရတဲ့မြောက်ကိုရီးယားပြည်သူပေါင်းများစွာကအသက်ရှင်လျက်နဲ့ငရဲကြနေရတယ်လို့ပါပဲ။ရုပ်ရှင်လေးတစ်ခုကြည့်မိလို့ပြစ်သက်ခံရတဲ့နိုင်ငံ ကိုနွားကိုစားခဲ့ပြီလို့တရားရည်နိုင်ငံကိုဘဝကိုအတန်တစ်ခုလုံးကိုသမရလက်ထံအပ်ပြီးနေရတဲ့နိုင်ငံဖြစ်တဲ့မြောက်ကိုရီးယားနိုင်ငံကဘယ်အချိန်များမှမှကမ္ဘာကြီးနဲ့အဆက်ဆက်လုပ်ခွင့်ရပါမလဲနိုင်ငံတွင်းမှာရောလူပဏရမတရားသဖြင့်တည်ဆုံခဲ့ရပြီးပြီလေနောက်ထပ်ရောဘလောက်အချိန်တိုင်းတာထိမြောက်ကိုရီးယားပြည်သူတွေအကြမ်းဖက်ခံနေရအောင်မှလဲဆိုတာတွေကတော့တွေးကြည့်လို့မရသေးတဲ့ခေါင်းစဉ်တစ်ခုဖြစ်နေတော့မှာပဲရှင်